ညီကောင်မလာများအားလုံးပဲမင်္ဂလာပါပြန်လည်ဆုံတွေ့ရတာဝင်တာပါတယ်ဒီနေ့ပေါ့နော်ကျမတို့စပိန်နင်းတာဖြစ်ပါတယ်ဒီမြန်လန်းပေါ့နော်ဒါ39မိုင်3ဖာလုံးဆိုလို့ရှင်ဒီကနေပြီးတော့ဖျားကြီးမြို့ကို6မိုင်ဆင်းသွားရင်ရောက်ပြီပေါ့နော်ဆိုတော့ကျမတို့အသွားပြန်12မိုင်ပေါ့နော်ကျမကြီးပေါ့နော်အဲစပိန်နင်းတာဖြစ်ပါတယ်မနင်းတာတော့ကြာပြီပေါ့နော်နင်းမြန်နင်းနိုင်သေးလားလို့နင်းကြည့်တဲ့အခါမှာအနင်းနိုင်ပါသေးတယ်ပေါ့နော် အခုကျမတို့ရဲ့တက်တန်းပေါ့နော်ဘုရားသခင်ကကျမတို့အသက်80နေရမယ်80နေရမယ်ဆိုပြီးတော့ဘုရားသခင်ကသတ်မှတ်ပေးထားတယ်ပေါ့နော်ဘုရားသခင်သတ်မှတ်ပေးထားတဲ့တက်တန်းရှိသလောက်နေရတယ်啊မှန်ပါတယ်ပေါ့နော်သူ့ပဲမဲ့အဲ့လိုနေရတဲ့အချိန်ကာလမှာပေါ့နော်တက်တန်းစီကာလလုံးမှာကျမတို့ကြမ်းကြမ်းမမနဲ့နေရမယ်ဆိုလို့ရှိရင်တာယူကောင်းတာပေါ့နော်ကျမတို့ကြမ်းကြမ်းမမနဲ့ကအသက်40အဲ့ရတဲ့မှာအသက်40နေရမယ်ဆိုလို့ရှိရင်လည်း မကောင်းဘူးလေနော်ဘာဖြစ်လို့လဲကျမတို့ရဲ့ဒီခန္ဓာကိုယ်ကိုဘုရားသခင်ကကျမတို့လက်ကိုဟိုအပ်ပေးထားရယ်ပေါ့နော်ကျမတို့ဒီခန္ဓာကိုယ်ကျမ်းမာဖို့လို့အတွက်လဲကျမတို့ကိုဘုရားသခင်ကဘယ်လိုတွေစတော့ရမယ်ဘယ်လိုတွေနေထိုင်ရမယ်ဆိုတာကိုလဲဘုရားကဉာဏ်ပညာတွေပေးထားတာဖြစ်တယ်ပေါ့နော်အာဒီຢာလေးအဖြစ်ညီကောင်တို့အရောက်ချင်းစီတိုင်းကို message တစ်ခုပေးချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲကျမဒီမနက်ပေါ့နော်စပိန်နေနဲ့လာတဲ့လန်ခီမှာပေါ့ အာဆရာကျော်နီကအရှိအနေနဲ့နဲနေတဲ့ခါမှာကျမနဲ့နည်းနည်းလေးဝေးသွားတယ်ကျမသူ့ကိုလိုက်မမိဘူးပေါ့နော်အဲ့ခါမှာကျမရဲ့စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်တာသူ့ကိုမြင်မြင်မိအောင်နည်းမရမယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်နဲ့အဆက်ပြတ်သွားလို့ရှိရင်ပေါ့နော်မကောင်းဘူးဆိုပြီးကျမဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာပဲကျမအပင်ကြီးကြီးတပင်ကိုဖြတ်သွားတဲ့အခါမှာအာအဲ့အပင်ပေါ်ကပေါ့နော်အကောင်လေးကကျမရဲ့အဲမျက်လုံးထဲဝင်သွားတယ်ပေါ့နော်အဲမျက်စိရဲ့ပိုးကောင်ဝင်သွားတာပေါ့နော်အဲ့ခါမှာ ကျွန်မကသူ့ကိုမိအောင်လိုက်နေမှာပဲဆိုမှပဲမျက်လုံးထဲကိုပိုးကောင်ဝင်သွားတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးပဲကျွန်တော်တို့အတက်တာမှာပေါ့နော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဆိုလို့ရှင်အဲ့လိုအဓာစီလေးအခက်ခဲလေးဆိုတာရှိတတ်တယ်ကျမတို့အသက်တာထဲမှာတစ်ခုခုကိုကောင်းတဲ့အရာကျမတို့အသက်တာထဲမှာကျမတို့အရှိကိုရောက်မဲ့အရာကျမတို့ရဲ့အတွက်ကောင်းမဲ့အရာတစ်ခုကိုကျမတို့ကဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်အတားဆီးလေးတစ်ခုအနည်းငယ်မဆိုတော့လို့ သို့မဟုတ်လည်းအခက်အခဲအဲ့လိုမျိုးကြုံရတတ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်။ဒါဖြစ်လို့အဲ့လိုမျိုးကျမတို့ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုချလို့ရှိရင်အတားအဆီးတွေအခက်အခဲတွေရှိတာလဲဆိုတဲ့အခါမှာနော်တစ်ပင်ကားရှင်းပါနော်ဟောက်တော့ချင်းတဲ့ကဲ့သို့ကျမတို့ယုံကြည်သူသားသမီးတွေဘုရားသခင်ကိုတည်တော်သူတွေကိုအဘယ်သူကိုမျိုးရမလဲဆိုတာလှဲ့လေပြီးချောင်းမြောင်းနေတယ်ကျမတို့ရဲ့ယန်သူကပေါ့နော်အဲပြောထားတာဖြစ်တယ်အဲ့ဒီအခါမှာသူကချောင်းမြောင်းနေတာဖြစ်တယ်ကျမတို့ကဆုံးဖြတ်ချက်ကောင်းတဲ့ဆုံးဖြတ်ချက်ကိုချလိုက်လို့ကျမတို့ ကောင်းတဲ့အရာကိုဖြစ်သွားမှာကို तू မလိုချင်တဲ့အတွက်ကို तू ကအများရန်ပေါ်တော့ကျမတို့ကိုမကောင်းဘူးလို့ကျမတို့အရှိကိုမရောက်နိုင်အောင် ကျမတို့ဆုံးဖြတ်ချက်ကောင်းတဲ့အရာတွေကို तू ကဘာဖြစ်လဲခိုးမယ်တတ်မယ်ဖျက်ဆီးမယ် तू ကအများနဲ့ကျမတို့ကိုလှည့်လည်ချောင်းမြောင်းနေတာဖြစ်တယ်အဲ့တော့ကျမတို့ကဒီအရာခုနမျက်လုံးနဲ့ပိုးကောင်ဝင်သွားတဲ့အခါမှာကျမယေရှုနာမ၌ထွက်ဆိုမှကျမကဆုတောင်းတဲ့အခါမှာတကယ်ပဲเนาะအရှိကိုလိုက်မီ ်နိုင်တယ်ပေါ့နော်စပင်ရက်စရာလည်းမလိုဘူးကျွန်တော်ဆုပဲဆုတောင်းလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီခရီးကိုအာပေါ့နော်အစပြုပြီးတော့အိမ်ကနေပြီးတော့စပင်နေမှုစထွက်လာတဲ့အချိန်မှာလေဖျားသခင်ရှင်မှာဆုတောင်းတယ်ကျွန်တော်တို့အိမ်ကနေစထွက်တော့မနက်9:00နာရီထိုးပေါ့နော်အဲ့အချိန်မှာမိုးကတအားအုန်နေတယ်ဆိုတဲ့ခါမှာဖျားသခင်တားသမီးတို့ เนาะเจ้าใหม่ตัวสเปนเนี่ยมาဖြစ်တယ်ยาติอุตุကိုဘုရားသခင်ကောင်းချီးပေးပါยาติอุตุကိုဘုရားသခင်ရဲ့လက်မှာစက္ကန့်အနှံနဲ့ဆိုပြီးတော့မှကျွန်တော်တို့ကထွက်လာတဲ့ခရီးဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီခီးမှာဖြစ်ပြလာတဲ့အရာတစ်ခုချင်းစီတိုင်းကိုလည်းဘုရားကိုဆုတောင်းလို့ရှိရင်ဘုရားကအဖြေပြန်ပေးတာဖြစ်တယ်။ဘုရားကကျွန်တော်တို့အတူပါရှိပြီးတော့ကြွက်ကပေးတာဖြစ်တယ်။ဘာဖြစ်လို့လဲဒီခီးကသူ့ကိုဆက်ကပ်ပြီးတော့ကျွန်တော်တို့လာတဲ့ခီးဖြစ်တဲ့အတွက်ပေါ့နော်။ရာသီဥတုကိုလည်းတကယ်ပဲဘုရားသခင်ကကောင်းချီးပေးတယ်။တုတ်တန်ခန်းကြီးသုံးငယ် 6မှာပေါ့နော်သွားလျေရာ၌ထာဝရဖျားကိုမျက်မှောက်ပြုပါတို့ပြုရင်သိန်းလန်ခီကိုပဲ့ပြင်တော်မူမယ်ဆိုတဲ့အခါမှာအသေးစိတ်လေးရစပါနော်ဒါဝိမင်းကြီးကိုဖိလိတိလူတွေလာတိုက်တဲ့အခါမှာလဲဒါဝိမင်းကြီးကနော်ကိုတော့ဒီနေရာကိုတွတ်တိုက်ရမလားဒီဖိလိတိလူတွေကိုသူ့လက်ကိုအပ်မလားကိုတော့အပ်မယ်ဆိုရင်တွတ်တိုက်မယ်ဆိုတဲ့အခါမှာနော်ဖျားခင်ကတွတ်တိုက်လို့ပြောတဲ့အခါမှာနော်ကျမတို့ဒီဒါဝိမင်းကြီးဆိုလဲစစ်တိုက်တဲ့အောင်ပွဲတိုင်းမှာ အောင်မြင်လာပြီးတော့မဒါဝိတ်ဆိုတာဖြစ်လာတော့ဒါပေမဲ့ဘယ်အရာလေးမဆိုအသေးစိတ်လေးရစားပါတော့ဒီလိုတတ်တတ်ရမယ့်အချိန်မှာလဲအဲကြောင့်မို့ဒါဝိတ်မင်းကြီးကိုနော်ဖျားခင်ကစိတ်တော်နဲ့တွေ့တော်သူဘယ်အရာလေးမဆိုအသေးစိတ်မှုရလေးရစား तू ကသူ့ကိုပေါ့နော်ဟောမျက်မှောက်ပြုစေခြင်းနဲ့ဖျားခင်ဖြစ်တယ်နော်အရှိမပဲထားပြီးတော့အော်တိုင်ပင်စေခြင်းနဲ့ဖျားခင်ဖြစ်တယ်ဆိုတဲ့အရာလေးကိုလဲပေါ့နော်နောက်ကဘတ်တော်လေးနဲ့ပေါ့နော်ဒီနေရာမှာမက်ဆေ့လေးပေးခြင်းတာဖြစ်တယ်ပေါ့နော်တစ်ခါခါကြာရင်ကျွန်တော်တို့အသက်တာထဲမှာ အာဖျားသခင်ကိုနံပါတ်1ထားဖို့လိုပါတယ်ပေါ့နော်တခါခါကြရင်ကျမတို့အသက်တာထဲမှာဖျားအလိုမရှိတဲ့လမ်းကိုသွားမယ်ဆိုပြီးတော့အဆုံးဖြတ်ချက်ကနှစ်ခုရှိတယ်လေနော်ဖျားသခင်အလိုရှိတဲ့အရာနဲ့ဖျားသခင်အလိုမရှိတဲ့အရာပေါ့နော်တခါကြရင်ကျမတို့ကဖျားသခင်အလိုမရှိတဲ့အရာကိုဆုံးဖြတ်လိုက်လို့ရှိရင်လေနော်အစင်းမှာဘိန်းတက်ပေးလိုက်တယ်လို့မျိုးဖြစ်တတ်တယ်။ဟာအဲ့ဒါဘာလဲဆိုတော့ဟိုနေယောနာပေါ့နော်ယောနာကဖျားသခင်နဲ့ ဘုရားသခင်သွားခဲ့တဲ့နေရာကိုနိနဝေမြို့ကိုမသွားဘဲတာရှုပြည်ကိုသွားဖို့လို့အတွက်နော်သူဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာပဲတင်းမောင်းကရောက်လာတာဖြစ်တယ်နော်ဘုရားသခင်အလိုတော်နဲ့မညီတဲ့ဆုံးဖြတ်ချက်ကိုသူချလိုက်တာဖြစ်တယ်တိုးပေမဲ့လည်းခုနကသုံးနှစ်မှတစ်ချိန်လာတဲ့တင်းမောင်းကနော်သူ့နဲ့ဆက်ဆက်မြက်မြက်ကိုနော်ရောက်လာတာဖြစ်တယ်တခါကကြရင်လည်းကျမတို့အသက်တာမှာဘုရားအလိုတော်နဲ့မညီတဲ့ဆုံးဖြတ်ချက်တွေချလိုက်တဲ့အခါမှာအစင်းမှာဘိန်းတက်ပေးတဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အာဒီအရာတွေကိုလည်းကျမတို့က အာဆင်ချင်ဖို့လိုတယ်ကျမတို့ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုလို့ရှင်ဖယားတခင်တာလင်ကျမတို့ကနံပါတ်1ဖြစ်ကမှာဖြစ်တယ်ဖယားနဲ့လူနဲ့ရှင်လို့ရှင်ဖယားကနံပါတ်1ဖြစ်ရမယ်လူဆိုတဲ့အခါမှာပေါ့နော်လူဆိုတဲ့အခါမှာအားလုံးပါတာဖြစ်တယ်နော်လူဆိုတဲ့အခါမှာအယုတ်အလအမျက်မရွေးသွေးသားနော်ကိုယ့်ရဲ့သားသမီးနော်ဆွေမျိုးသားချင်းညီကိုမောင်မမိတ်ဆွေပေါင်းတဲ့အချစ်ဆုံးတငယ်ချင်းအားလုံးပါတာဖြစ်တယ်ဖယားနဲ့လူနဲ့ရှင်လာလို့ရှင်ဖယားကိုနံပါတ်1ထားရမှာဖြစ်တယ်ပေါ့နော် မီဒီယာလေးတစ်ခုကြည့်ဘူးတယ်ဗောနော်အဲ့မီဒီယာလေးထဲမှာအအမေစုဗောနော်အမေစုကအမေစုကချင်းပြည်နယ်ကိုသွားတယ်ချင်းပြည်နယ်ကိုသွားတဲ့အခါမှာတဲ့နော်ချင်းလူမျိုးတွေကပြောတယ်နော်ဒီလူမျိုးတင်းခွန်နေကြရင်မလာပါနဲ့လို့ပြောတယ်တဲ့နော် ဲ့စကားလေးကိုကြားတဲ့အခါမှာနော်အဲ့ဒါကလည်းအမေစုကိုယ်တိုင်ပဲပြောထားဖြစ်တယ်ဗောနော်စကားလုံးလေးရပါဗောနော်အဲ့မီဒီယာလေးတပုတ်ကိုကြည့်လိုက်ရတယ်ဘာဖြစ်လို့လဲတင်းငွေနေရသူတို့ကဖျားရှိခိုးတဲ့နေ့ဖြစ်လို့ဖြစ်တယ်ဆိုတော့အခါမှာကျွန်မအယံဝမ်းမြောက်တာဖြစ်တယ်ချင်းလူမျိုးတွေကဖျားခင်ကိုအင်မတန်မှချစ်တာဖြစ်တယ်အဲ့ဒါကိုဖျားနဲ့လူနဲ့ရှင်လာပြီဆိုလို့ရှိရင်ဖျားကနံပါတ်1ဖြစ်နေရမှာဗောနော်အဲနောက်ထပ်ဖျားနဲ့ငွေနဲ့ရှင်လာလို့ရှိရင်ဖျားကနံပါတ်1ဖြစ်နေရမှာဖြစ်တယ်ဗောနော်ငွေဆိုတဲ့အခါမှာနော်အာကျွန်မတို့ကအရာအားလုံးပါတယ်ဖျားနဲ့နော် အိမ်နဲ့ရှင်လာလို့ရှင်ကျမတို့ကလည်းဖယားနံပါတ်1เนาะဖယားနဲ့ကားနဲ့ရှင်လာရင်ဖယားနံပါတ်1ဖယားနဲ့ဝါသနာနဲ့ရှင်လာလို့ရှင်လည်းဖယားခင်နံပါတ်1ဖြစ်ရမှာဖြစ်တယ်ပေါ့เนาะအားကြောင့်မလို့ကျမတို့ရဲ့အတ္တတာမှာဖရာသခင်ကအသေးစိတ်လေးရအစပေါ့နော်။ဟောပြုတ်ပြင်တယ်ဖရာသခင်ကိုနော်။တွားလျရမှာသာဗတ်ဖရာကိုမျက်မှောက်ပြုရမယ်။အဲ့ခါမှာဖရာသခင်ကတင်ရဲ့လန်ခီဘက်ခီကိုတင်သွားမလဲ။ဖရာသခင်ကကျမတို့ကိုနော်ဟိုပဲ့ပြင်မှာဖြစ်တယ်။ ဖျားသခင်ကိုမျက်မှောက်ပြုဖို့လို့အတွက်လိုတာဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့သွားတဲ့လမ်းခီတိုင်းကိုလည်းနော်ဟေပြဲခန်းကြီးအဲတစ်အငယ်ဆက်လေးမှာနော်ကောင်းကင်တမန်အစေခံနံဝိညာဉ်တွေကိုနော်အာဆေလွတ်ပေးထားရဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘယ်နေရာကိုပဲတော်တော်ဖျားခင်ဖန်ဆင်းထားတဲ့မြေကြီးဖြစ်တယ်ကို့အဖေရဲ့ဥစ္စာဖြစ်တယ်နော်ကျွန်တော်တို့ရဲ့ဘေးမှာအာမျက်စိနဲ့မမြင်နိုင်တဲ့နံဝိညာဉ်အစေခံနော်ကောင်းကင်တမန်တွေအများကြီးပါရဲဆိုရဲယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကနော် သွားရမှာဖြစ်တယ်။ယုံကြည်ခြင်းနဲ့ကျွန်တော်တို့အခြေလန်းလိုက်ရမှာဖြစ်တယ်။တခါကြကြရင်မျက်စိနဲ့မြင်နိုင်တဲ့အရာတွေကမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုအနိုင်ယူတတ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကမျက်စိနဲ့မမြင်ရတဲ့အရာကိုကျမတို့ကမမြင်ရဘူးလေမြင်နိုင်တဲ့အရာကိုပဲမြင်ရတဲ့အခါမှာအဲမျက်စိနဲ့မြင်နိုင်တဲ့အရာကိုကျမတို့ကသွားကြည့်ပြီးတော့မှကြောက်ရွံ့ခြင်းတွေထိတ်လန့်ခြင်းတွေအတားဆီးတွေဖြစ်တတ်တယ်ဒါပေမဲ့ဘုရားရှင်ကကျမတို့ကိုအစိမ်းခံနံဝိညာဉ်ကောင်းခဲ့တယ်မှနေဆေလွတ်ပေးထားတယ်ဆိုတဲ့အခါမှာ မျက်စိနဲ့မြင်နိုင်တဲ့အရာထက်ကိုမမြင်နိုင်တဲ့အရာကကျမတို့ဘက်မှာရှိတယ်ဆိုတာကိုကျမတို့ကယုံယုံကြည်ရမှာဖြစ်တယ်ပေါ့နော်။နော်ဒီအရာလေးကိုကျမကမဆိတ်ပေးချင်တာဖြစ်တယ်ပေါ့နော်။အားကြောင့်မို့တခါကကြာရင်ကျမတို့ရဲ့အတ္တတာမှာနော်အတားဆီးတွေအနှောက်ယှက်တွေနော် ရှိနေတယ်ဒါပေမဲ့ကျမတို့မမြင်နိုင်တဲ့တစ်ဖက်မှာဘုရားခင်ကကျမတို့ကိုတကားတွေဖွင့်ပေးထားတာဖြစ်တယ်အာမင်ကျမတို့ဒီလမ်းကိုသွားတယ်ဒီလမ်းကပိတ်သွားတယ်ဆိုလို့ရှိရင်ဘုရားခင်ကနောက်ထပ်တစ်ထပ်သာ၍ကောင်းတဲ့လမ်းကိုဘုရားခင်ကပြင်ဆင်ပေးထားတာဖြစ်တယ်အာမင်ဆုတောင်းတယ်ကျမတို့အဖြစ်မရအောင်ကြံ့ကြံ့နေဘာဖြစ်လို့ကြံ့ကြံ့နေရလဲကိုတော့ကိုတော့ကဒီထက်သာ၍ဒီအရာထက်ကိုကောင်းတဲ့အရာကိုပေးခြင်းလို့အတွက်ကျမတို့ပုံသွင်းပြုပြင်မှကျမတို့ကိုနော်သာ၍ကြီးရဲ့အမှု အပ်ဖို့လို့အတွက်သူကကျမတို့ကို train ချွဲနေတာဖြစ်တယ်ပေါ့နော်ကျမတို့ကိုပြုတ်ပြင်နေတာဖြစ်တယ်ဘာဖြစ်လဲအကြီးမားတဲ့အရာကိုအပ်လိုက်လို့ရှိရင်ကျမတို့ရဲ့ပေါ့နော်ခံနိုင်ရရှိဖို့အော်ကျမတို့တွေထိမ့်သိမ့်နိုင်ဖို့ကျမတို့စီမံခန့်ခွဲတက်ဖို့လို့အတွက်တာရဲ့ကြီးရဲ့အမှုကိုပြုဖို့လို့အတွက်ဒီအမှုတေးသေးလေးကျမတို့တောင်းတဲ့အရာကိုသူကမပေးတာဖြစ်တယ်ပေါ့နော်ဒီအရာလေးအဖြစ်လဲကျမတို့အသက်တာထဲမှာအများကြီးကြုံတွေ့ရပါတယ်နော်ဖျားခင်တောင်းတယ်မပေးဘူးဘာဖြစ်လို့မပေးရလဲနော်သူကတာ၍ ျမတို့တောင်းတဲ့အရာထက်အောင်ကျမတို့အမျက်စိနဲ့မြင်နိုင်တဲ့အရာကိုပဲတောင်းတာဖြစ်တယ်။ဘုရားရှင်ကဘာဖြစ်လဲမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုပေးချင်တာဖြစ်တယ်။နော်ဘလောက်ထိဘုရားရှင်ကကောင်းမြတ်တဲ့ဘုရားလဲ။ခုနကကျမလူတက်တန်းကိုပြောတဲ့အခါမှာဒါကတဘာဝအရာပြောတာ။ကျမတို့ယုံကြည်တဲ့ဘုရားကတဘာဝလုံးဘုရားဖြစ်တယ်နော်။ဟေစကိမင်းဆိုလို့ရှင်သူ့ဘုရားရှင်ကနော်ပရောဖက်ကြီးဟေရှာယကနော်ပြောလိုက်ပြီးွားကြီးပြောလိုက်ပြီးွားကြီး तू ကတေတော့မှာဖြစ်တယ်နော်။ အာတေနာဆွဲနေပြီဖြစ်တယ်နော်တေနာဆွဲနေပြီဖြစ်တယ်တို့ပဲလို့ तू ကဖះသခင်ကနော်သူ့ရဲ့နော်ထွက်တဲ့ဝင်တဲ့နဲ့သူ့ရဲ့တက်တန်းကိုလည်းဖះသခင်က နော်ဆက်ပေးနိုင်တယ်ဆိုတာ तू ယုံကြည်တယ်ဘာဖြစ်လို့လဲဘုရားသခင်ကတဘာဝလုံးဘုရားသခင်ဖြစ်တယ်လीနော်တဘာဝအရာကတော့ तू ကဒီချိန်မှာတရားတော်မှာဖြစ်တယ်ဘို့ပေမဲ့တဘာဝလုံးဘုရားကိုတကယ်ပဲတဘာဝလုံးယုံကြည်တဲ့အခါမှာ तू ကဘုရားသခင်ကိုအသက်ဆက်ပေးဖို့ဆုတောင်းတဲ့အခါမှာတကယ်ပဲသူ့ရဲ့နော်တေနာယောဂါအနေပျောက်ပြီးတော့မှ15နှစ်ဘုရားသခင်ကအသက်ဆက်ပေးတယ်ဆိုတာသိရတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ကအမြဲတမ်းဘုရားသခင်နဲ့နော်ယဉ်နှီးနေဖို့ဘုရားသခင်နဲ့မိတ္တဟာယာရှိနေဖို့ဘုရားနဲ့အမြဲတမ်းစကားပြောဖို့ဘုရားနဲ့အမြဲတမ်းတိုင်ပင်ဖို့လို့ အင်မတန်မှလိုအပ်တာဖြစ်တယ်အဲ့ဒီလိုမျိုးအမြဲတမ်းရင်းနှီးနေလို့တိုင်ပင်ပြီးတော့မိထာယာဖျားနဲ့ရှေ့နေမယ်ဆိုလို့ရှိရင်ကျမတို့ဆူတောင်းတဲ့အရာကျမတို့เนาะအော်ပြောတဲ့အရာတွေကို तू ကပြန်ပြီးတော့အဖြစ်ပြန်ပေးတာဖြစ်တယ်ဗောနော်ကျမတို့ဖျားတခင်နဲ့အမြဲတမ်းရင်းနှီးနေဖို့လိုပါတယ်ရင်းနှီးနေဖို့ဆိုတဲ့အခါမှာလဲเนาะအလွဲမယူဖို့လိုတာတခုကကျမတို့တောင်းချင်တဲ့အချိန်မှာပဲကျမတို့လိုအပ်တဲ့အချိန်မှာပဲဖျားခင်နဲ့စကားပြောတာမျိုးမဟုတ်ဖဲနဲ့ကျမတို့เนาะတွားလျက်၌ထာဝရဖျားကိုမျက်မှောက်ပြုပါတင်ပယ်တွားချင်တာလဲเนาะ အရာရာတိုင်းကိုဘုရားသခင်ကိုနော်မျက်မှောက်ပြုစေချင်တာဖြစ်တယ်ဘုရားသခင်ဥထိတ်ထားစေချင်တာဖြစ်တယ်ပေါ့နော်အားကြောင့်မို့လို့ကိုလိုတဲ့အချိန်မှာပဲဘုရားနဲ့စကားပြောတာမျိုးမဟုတ်ဖဲနဲ့ကျမတို့အမှုရာခတ်သိမ်းမှာဖះကိုကျမတို့နံပါတ်၁ထားပြီးတော့ဖះနဲ့စကားပြောပြီးမိသားဟာရှိမယ်ဆိုလို့ရှင်တင်တောင်းတဲ့ຢာတွေကိုဖះခင်ရလဲပေးมาဖြစ်ပါတယ်ဆိုတော့ message လေးကိုပေးချင်တာဖြစ်ပါတယ်ပေါ့နော်အဲဒီမီဒီယာလေးကိုချစ်ချင်အားဖြစ်ပေါ့နော်ဒီမှာရှိရညီကိုမတော်အရောက်ချင်းစီတိုင်းပဲပေါ့နော်အတွေ့တစ်ခုခုပေါ့နော်အာရမယ်ဆိုတာကိုယုံကြည်ပါတယ်မက်ဆေ့ချ်တစ်ခုခုရမယ်ဆိုတာကိုလည်းယုံကြည်ပါတယ် ညီကောင်တို့အရောက်ချက်စီတိုင်းပဲဖျားခင်ကောင်းချီးပေးပါစေ